ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ဂျူလာအပ်ကတက်မှုလူငယ်တက်မှုတယောက်ဖြစ်တဲ့ကိုထက်ပါအာနာမသိရင်လည်းကစစ်အုပ်စုကိုနှီးပေါင်းလို့လည်းအတူတော်လာခဲ့ကြတဲ့ရေပေါ့လူငယ်တက်မှုဖြစ်ပြီးဘူးတော့တက်တော်ဘူးနဲ့မစစ်တက်ကိုတော်လန်နေတဲ့သူသူကိုပလိုင်းမှာတွင်းတက်တောင်းချကျိုးရဲ့အခြေအနေနဲ့ပတ်သက်ပြီးအယူဆနဲ့ပတ်သက်ပြီးကျွန်တော်ကဆွေးနွေးဖို့ဖိတ်ခေါ်လာပါတယ် ။နောက်ပြီးသူပြောပြခြင်းနဲ့မြေပြင်ခြေနေတဲ့အသက်ပေးနေတဲ့မြေပြင်ကရဲဘော်တွေပြေးဆောင်နေတယ်။သူတင်ပြဖို့ရှိနေပါလား။ကဲအဲ့တော့စလိုက်ပါ။ကိုတက်ရဲဘော်ကိုတက်ခင်ဗျာ။ဒီလိုလိုကိုမိတ်ဆက်ပေးပါ။ဟုတ်ကဲ့။အော်ကြည့်ရှုနေတဲ့လူတွေအားလုံးပေါ့နော်အားလုံးမင်္ဂလာပါလို့အရင်နှုတ်ဆက်ပါတယ်ကျွန်တော်ကကိုထက်လို့ခေါ်ပါတယ်ဒီမိုးပြဖက်ခုံဆုံမှာ2022ဖေဖော်ဝါရီလတွေကတိုက်ပွဲဝင်နေတယ် ဒီမြို့ပြတော်လန်ရေးတပ်ဦးပေါ့နော်ယနေ့အချိန်ထိတာဝန်ဟာပေါ့ဟာပေါ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့မြို့ပြတော်ဝန်တော်လန်ရေးတပ်ဦးရဲ့တာဝန်ခံကိုထက်ဖြစ်ပါတယ်အားလုံးတွေ့ရတာဝမ်းသာပါတယ်ဗျာဟုတ်ကဲ့ကိုတက်ခင်ဗျာတွေ့ရတာဝမ်းသာဖို့ကိုငယ်ယူမိပါတယ်ကျွန်တော်တို့ကတော့ညီလေးညီလေးလို့ခေါ်နေကြကိုတက်လို့ခေါ်နေကြဆိုတော့ဗျာအဲ့တော့ဒီကနေ့လက်ရှိတော်လန်ရေးຫນွေဦးတော်လန်ရေးရဲ့အခြေအနေဟာဟောကောင်းဆောင်မှုပျောက်ဆုံးနေတယ်လို့ ဒီလူလူကခံစားမိနေတယ်ဗောနော်တော်လိုင်းရဲဘော်တွေဂျားထဲမှာလဲနိုင်ငံလုံးဆိုင်ရာတော်လိုင်းဥဆောင်မှုအခန်းခံတာကြီးပျောက်ဆုံးနေတယ်လို့ယူဆခံစားနေကြတယ်ဒူတလူငါတလမင်းတမင်းနဲ့အညာဒူပိုင်းတွေဘွတ်ထနေတာဟုတ်ဗျာနော်အခြားအခြားကိစ္စလို့ပကူးယူမမှာလဲတစ်ခိုးထုတ်တာတွေမြေပြင်တက်ချင်းပြဿနာတက်တာတွေအနည်းဆက်ဆုံး KA တို့ TNLA တို့ MNDA တို့တော့ဟိုဒီပြိပခါလေးတွေဖြစ်ပွားနေကြတော့တွေ့ရတယ် ဲ့တော့နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးဥဆောင်မှုအခမ်းအကဏ္ဍနဲ့ပတ်သက်ပြီးတော့အဲလိုအပ်နေတဲ့ဘ ਹੁ ကုကဲမှုဘ ਹੁ စစ်စင်ရေးကုကဲမှုဌာနချုပ်ဘ ਹੁ နိုင်ငံရေးနဲ့ပတ်သက်တဲ့ဘ ਹੁ ဒီ ideology ချမှတ်သူတွေကင်းမဲ့နေတဲ့အခြေအနေဒီမှာကျွန်တော်ကဒီကနေ့ပဲပေါ့နော်အရှိကနိုင်ငံရေးသမားတွေတော်လှန်ရေးသမားတွေနဲ့စကားပြောပြီးတော့တော်လှန်ရေးကိုသွေးသစ်လောင်းချဆိုတဲ့အယူအဆတစ်ခုစတင်ပြီးတော့ပေါ်ထုတ်သွားတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ မြေပြင်မှာတကယ်တိုက်ပွဲဝင်ပြီးဒီနေ့အထိဖက်စစ်တပ်နဲ့ဒီနေ့အထိထိတ်တိုက်ရင်ဆိုင်နေတဲ့မိုးပြဲတခွင်က URF URF ကတပ်မှုတယောက်နေလေဘလို့မြင်ပါလဲဘာပြောချင်ပါ့။ဟုတ်အဓိကအဲ power center တွေအားပြိုင်နေတဲ့အားပြိုင်မှုတစ်ခုလို့ကျွန်တော်တို့ကတော့အရင်ဥစွာပထမဖြစ်နေတယ်မြေပြင်မှာ power ကနှစ်ခုဖြစ်သွားတယ်ဒီရန်သူရဲ့ဆက်ဆံမှုပုံစံကိုမူတည်ပြီးတော့ gun power ကလည်း ခုခံတော်လန်တဲ့အချိန်မှာအဲဂန်ပါဝါတွေလည်းရလာတယ်ဂန်ပါဝါဆိုတာဒီတနက်ကင်ထားတဲ့လူတွေရဲ့အာဏာတွေကလည်းဟိုထိုးထွက်လာတယ်လို့ပြီးတော့နိုင်ငံရေးအရအာဏာလိုချင်တဲ့အချိန်တွေလည်းရလာတယ်ဒါကရန်သူကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ကဥစွာပထမပြောလို့ရတယ်ရန်သူကဆက်ဆံပုံကိုကျွန်တော်တို့ကတနက်နဲ့ဆက်ဆံတဲ့အတွက်တနက်နဲ့ကျွန်တော်တို့ကပြန်ပြီးတော့ခုခံတော်လန်နေရတဲ့အနေအထားဖြစ်တဲ့အတွက်မှာဟိုဂန်ပါဝါကအားရှိလာတယ်ပါဝါစင်တာတွေကကြတော့ဒီတိုင်းဒါလက်နှက်ကင်ဒေတာတွေမှာကကြတော့ ီဒေတာခံတရင်တဖွဲ့တွေဒေတာဒေတာခံ လူမျိုးစုလက်နက်ကင်ဖွဲ့တွေဆိုတာရှိကြတယ်။ရှိကြတဲ့အထက်မှာမှပြန်ပြီးတော့ပြောင်းလဲလာနိုင်တဲ့အရာတစ်ခုကဒီ M ပေါ့နော်ဒီຫນွေဥတော်လိုင်းမှာပေါ်ပေါက်လာတဲ့လက်နက်ကင်တဖွဲ့တွေနဲ့ကြားထဲမှာအပြိုင်မှုတွေလည်းရှိကောင်းရှိရှိလာတယ်လို့တွေ့ရတွေ့ရတဲ့အတွက်သူကဒီဟာတွေကိုဒီ power center တွေကိုထိန်းညှိဖို့ဆိုတဲ့အနေထားမှာက UNG ဆိုရနဲ့လည်းတက်ဆိုင်တာရှိတယ်လို့ က်ဆိုင်ရာတရင်တစ်ဖွဲ့နဲ့လည်းတက်ဆိုင်ရာရှိတယ်ခုနကတော့ကိုမြတ်ကျော်ပြောတဲ့ဒီနိုင်ငံရေးဥဆောင်မှုပိုင်းဆိုင်ရာတွေပျောက်ဆုံးနေတယ်လို့ခန်းစားနေရတာတွေပြည်သူတွေခန်းစားနေရတာတွေပြီးတဲ့အခါမှာ data ဘိုင်း data တွင်လက်နက်ကင်ပြိပခါတွေဖြည့်ရှင်းနေရတဲ့ဒီကိစ္စတွေအကုန်လုံးကအဓိက COC တို့ JOC တို့ဘိုင်းဆိုင်ရာပေါ့နော်အဲ COC ဘိုင်းဆိုင်ရာရဲ့ now joint of command အဲ့ဘိုင်းဆိုင်ရာ JOC ဘိုင်းဆိုင်ရာရဲ့အားနည်းနေတဲ့ပြဿနာတွေကိုကျွန်တော်တို့ကတွေ့နေရတယ် ော်လန်ရေးရအချိန်တစ်ခုမှအရွယ်တစ်ခုထိရောက်နေတယ်လက်နက်ကင်လမ်းစဉ်ကလည်းအချိန်တစ်ခုထိအချိန်တစ်ခုထိရောက်နေတယ်အရွယ်တစ်ခုထိရောက်လာတယ်လို့ပြောလို့ရဒီအချိန်မှာဘာကိုတွေ့ကြုံတွေ့ရနိုင်လဲဆိုတော့ညံဖျင်းတဲ့အုတ်ချုပ်မှုပေါ့ညံဖျင်းတဲ့အုတ်ချုပ်မှုရှိလာမယ်ဆိုရင်အစွန်းရောက်တဲ့အဖွဲ့ကြီးအများကြီးပေါ်လာတယ်ဒါကျွန်တော်တို့ကညံဖြင်းတဲ့အုတ်ချုပ်မှုဆိုတဲ့ဟာမျိုးမှာ MOD မှာရှိတဲ့တာဝန်ရှိတဲ့လူတွေနေရာတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရတယ် သို့တော့ကျွန်တော်တို့ပေါ့နော်အခုဖြစ်နေတဲ့ပြဿနာကြီးက COC ဘိုင်းဆိုင်ရာကိုပါဇက်ကနေပဲပြောနေပြီးတော့ဒီ COC ကိုအစတည်းကနေတေချာမလုပ်ခဲ့တဲ့ခါလာမှာ၄နှစ်ပေါ့နော်လက်နက်ကင်ဆိုရင်လက်နက်ကင်တော့လက်နက်ကင်တိုက်ပွဲဝင်တာဆို၃နှစ်သားအရွယ်လောက်ရှိပါပြီနော်၃နှစ်သားအရွယ်လောက်ရှိလာတဲ့ခါမှာဒီ COC ကိုအုပ်ချုပ်မှုဘိုင်းဆိုင်ရာလူကြီးတွေကမကြေညက်ခဲ့တဲ့အတွက်လက်ရှိဖြစ်နေတဲ့ပြဿနာအကျိုးဆက်ပါတယ်။တနက်ကင်ရတဲ့ရည်ရွယ်ချက်ပေါ့နော် ကျွန်တော်တို့ URF ကကြတော့ကြွေးကြော်ထားတာတစ်ခုရှိတယ်။မောင်းပြန်ကင်တဲ့လူအုပ်စုတစ်ခုမဖြစ်အောင်လို့အမြင်နဲ့အမြဲစူးစမ်းရမယ်ဆိုတဲ့ဟာပဲ။ပြည်သူအားကိုးရတဲ့တော်လှန်ရေးတပ်ဦးတစ်ခုဖြစ်အောင်လို့စူးစမ်းရမယ်ဆိုတာရပါ။မောင်းပြန်ကင်ထားတဲ့လူအုပ်ကြီးတအုပ်ကိုမွေးဖွားပေးလိုက်တဲ့လူတွေမှလည်းတာဝန်ရှိတယ်။ဆိုတော့ဟိုပြောချင်တဲ့အခါကညံဖျင်းတဲ့အုပ်ချုပ်မှုကြောင့်အဆုံးရောက်တဲ့အဖွဲ့ကြီးပေါ်လာတယ်။ COC နဲ့ JOC ဘိုင်းဆိုင်ရာကိုမကြေညက်တဲ့ခေါင်းဆောင်မှုကြောင့်လက်ရှိပြည်သူပါခံရတဲ့အနေအထားကိုကြုံတွေ့နေရ။အဲ့တော့ခေါင်းဆောင်မှုဘိုင်းဆိုင်ရာပြဿနာပေါ့ဒီ။အတွေးခေါ်ယုံကြည်ချက်ကင်းမဲ့တဲ့ခေါင်းဆောင်မှုစီမံခန့်ခွဲမှုညံပြင်းတဲ့ခေါင်းဆောင်မှုလို့ရောတစ်ဖက်မှာပြောလို့ရတာ။ပြောလို့ရတယ်။ပြောလို့ရတယ်ဆိုတဲ့အရာမျိုးကလက်နက်ကင်ထားတဲ့အင်အားအချိန်အချိန်တစ်ခုအတွင်းမှာ ဥဆောင်တဲ့ MOD ကဥဆောင်တဲ့စစ်စစ်ရေးတခုမဖြစ်လာခဲ့သေးဘူး okay ပါဒါကိုတို့ဒီတော်လန်ရေးကိုအညွန့်ကြိုးမခံနိုင်လို့ပြောဆိုနေခြင်းတွေဖြစ်တယ်မိသူကိုမိသူကိုမှချက်ချင်းမုံကြီးမပါဘူးဆိုတာအမြင်တာတယ်ပေါ့နော်အဲဆိုတော့နောက်တစ်ခုကလက်ရှိကိုတို့ရဲ့ဒီလက်ရှိအခြေအနေတွေကိုမြင်ရခြင်းအဖြစ်ခေါင်းဆောင်မှုပျောက်ဆုံးနေခေါင်းဆောင်မှုနေပယ်မှာလေဟာနေကြီးဖြစ်နေအဲ့ဒီခေါင်းဆောင်မှုမှာမှစီရေးဆိုင်ရာခေါင်းဆောင်မှု နိုင်ငံရေးဆိုင်ရာပေါင်းဆောင်မှုဆိုပြီးအကြမ်းင်းနှစ်မျိုးခွဲလို့ရတယ်နော်အဲ့ဒီနှစ်ခုလုံးလေးရနယ်ဖြစ်နေတယ်လို့အကိုယူဆခံစားမိတဲ့တော့ဒီဒေါ်လာရေးကိုသွေးသိလောင်းသိပြီဆိုတဲ့အယူဆကိုတည်ဒါလေးကိုမဆွေးနွေးခင်မှာလက်ရှိမိုးပွဲမျိုးပြဲတိုက်ပွဲအခြေအနေကြီးကိုပြောပါအောင်ညီလေးတို့တိုက်နေရတဲ့အခြေအနေကြီးကျွန်တော်တို့ကဒီနေ့စဉ်နဲ့ရက်ဆက်ဆိုသလို၅လကျော်သွားပြီနေ့စဉ်နဲ့ရက်ဆက်ဆိုသလိုဂျန်သူရဲ့ drone လေရင် ီးတော့အစိမ့်ငွေဘုံတွေပြီးတော့အစမတန်ကြီးမားတဲ့လူအင်အားအလုံးရင်းနဲ့ဝင်ရောက်ထိုးမှုတွေကိုကျွန်တော်တို့ရှင်ဆိုင်နေရတယ်။ဒါကတော့ဒီရှင်ဆိုင်ခဲ့မှုအပေါ်မှာလည်းကျွန်တော်တို့အနေနဲ့စိတ်အဆင်မပြေတာကြီးလည်းကျွန်တော်တို့မှာရှိတယ်။ဂျဲဘော်တွေလည်းကြာဆုံးကြတယ်။ပြီးတဲ့အခါကျရင်နမ်ဂျန်ဖြစ်တဲ့ဂျဲဘော်တွေလည်းများလာတယ်။ဂျန်သူဟာမိုးပြဲကိုလိုချင်တယ်။မိုးပြဲဟာပြန်သူတို့အချက်ချာကြတဲ့မြို့တစ်မြို့ဖြစ်နေတဲ့အတွက်မနေပြည်တော်နဲ့နေချင်းမနေချင်းကိုကျွန်တော်ဝေးဝေးမှာထားလို့ရတယ်။ သူတို့ရဲ့ဒီအခြေအနေနဲ့အချိန်အရမူပြဲဟာပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့နယ်တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကိုလိုက်တော့သွားဖို့အတွက်စီရေးရသူတို့ပြန်ဆိုးမိုးခြင်းနဲ့ဆိုးမိုးခြင်းတဲ့အတွက်ကိုအလုံးရင်းနဲ့လုံနေတယ်အလုံးရင်းနဲ့လုံနေတဲ့အခါမှာနေစဉ်ရက်ဆက်ဆိုသူတို့ drone တနက်ကြီးလေရင်စိတ်ငွေဖုံးနေဟာကျွန်တော်တို့ကာကင်းယူထားတဲ့ရဲဘော်တွေမှာနေတိုင်းလို့လို့ထိတွေ့ခံစားမှုတွေကျွန်တော်တို့မှာရှိနေကြတယ် ဒါတွေကဟိုလူတို့ကိုစိတ်သက်ကြဖို့အတွက်ပြောပြတာမဟုတ်ဘူးကျွန်တော်တနက်ကင်ထားတဲ့လက်တော့တာဝန်ယူမှုကိုရဲဘော်တယောက်ချင်းစီရဲ့တာဝန်ယူမှုကိုကျွန်တော်တို့ပြောပြတာဖြစ်တယ်ကျွန်တော်တို့ကင်ထားတဲ့တနက်ကရန်သူကိုခုခံဖို့ကာကွယ်ဖို့ကျွန်တော်တို့ပြည်သူတွေကိုကာကွယ်ဖို့ဆိုတာဖြစ်တယ်ရန်သူကိုကာကွယ်ဖို့တော့ပြည်သူတွေကိုကာကွယ်ဖို့ဖြစ်တယ်ဒါကကျွန်တော်တို့ရွေးချယ်မှုဖြစ်တယ်အဲ့ဒီတော့ကိုလည်းကျွန်တော်တို့ဆက်လျှောက်သွားဖို့လည်းရည်ရွယ်ချက်ရှိတယ်မြေပြင်မှာလက်ရှိ တိုက်ပွဲဝင်ပြီးအသက်ပေးနေတယ်ခြိပြက်လက်ပြက်နဲ့လုံးဝစွန့်လွတ်သူပဲကတော်လိုင်းသမားဆိုတာငကိုဗီဇအပြည့်စွန့်လွတ်သူပဲဖြစ်ရမှာကိုဒါပေမဲ့အချို့တော့မစွန့်လွတ်သူတွေကြောင့်ဒီတော်လိုင်းကြီးဟာအဲဒါမှဦးနေအိုးတော်ပဲ့နေပဲ့ထောင်ဆိုတဲ့အခြေအနေမျိုးကိုတွေ့နေရတာပေါ့နော်ဆိုတော့မိတုမိတုကိုမှအပြစ်တင်လို့ချင်းမုံကြီးချစ်ချင်းမပါတဲ့တော်လိုင်းကြီးကိုသာအကိုတို့ဒီ ကိုစားပြုမှုဒေါ်လာကြီးကိုသာအာယုံစိုက်ခြင်းနဲ့ပြောဆိုခြင်းဖြစ်တဲ့အတွက်အခုအခုဆွေးနွေးမိမယ်ညီလေးသဘောထားကိုအခုတိုင်းပြည်နဲ့လူလူကိုတိုက်ရိုက်တင်ပြမှာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ကဲ့လက်ရှိအကောလို့ဒေါ်လာကြီး၄နှစ်တာကာလမှာတိကျပြောင်မြောက်တဲ့အခုတို့စစ်စင်ရေးပုံစံပြူဝမြောက်မရှိသေးဘူးတူတိုင်းတူရင်ကိုရင်တိုက်ကြအနေဆုံးပြောရင်ကွာ30နဲ့ဆက်ကုန်စစ်စင်ရေးတာမရှိရင်ຫນွေဦးတော်လိုင်းရေးဟာဒီအခြေအနေတိရောက်မလာဘူးလို့အကိုတို့ကယူဆတာ เนาะအဲ့တော့ကဲဒီလေးနှစ်မှာ မကြခင်၅နှစ်အဲ၅နှစ်တဲကိုဝင်လာပြီပေါ့အကိုတို့စီရင်နိုင်ငံရေးခေါင်းဆောင်မှုတွေကိုစီရင်နိုင်ငံရေးထက်အောက်လေတွေကိုတွေးသိလောင်းသိပြီလားတွေးသိလောင်းဖို့လိုအပ်နေပြီလားဒီပေါ်မှာညီတံမူးတယောက်အနေနဲ့မြေပြင်တံမူးတယောက်အနေနဲ့ဘယ်လိုယူဆထင်မြင်မိပါလဲဟိုနံမဲတိချက်ဟိုနံမဲတိချက်ပြောရပါတော့ပြောတဲ့အခါမျိုးတွေမှာကြတော့ အာအကိုခုနကတော့ပြောသလိုကျွန်တော်တို့ကရဲဘော်ပေါ်မှာတော်လိုင်းရဲဘော်ရဲဘက်တွေအချင်းချင်းကြားထဲမှာကျွန်တော်ချစ်ချင်းမုန်းချင်းကင်းတယ်ကျွန်တော်တို့ကကျွန်တော်တို့ချင်းချင်းမှားရင်ကျွန်တော်တို့ဝေဖန်မယ်ထောက်ပြမယ်ကျွန်တော်တို့ပဲပြောပြောချင်းတယ်ကျွန်တော်တို့ပဲထောက်ပြချင်းတယ်အပြစ်ပြောရင်ကျွန်တော်တို့ပဲပြောချင်းတယ်ရန်သူဘက်ကပြောလာတဲ့စကားမျိုးကျွန်တော်တို့သိမခံဘူးဘာကြောင့်လဲဆိုတော့တော်လိုင်းရဲဘော်ရဲဘက်ချင်းနာလို့ဖြစ်တယ်နံပါတ်1အချက်ဖြစ်တယ်နောက်တစ်ခုအနေနဲ့က သူတို့ကျွန်တော်တို့က MOD ကိုပဲထောက်ပြ၊ NUG ကိုပဲထောက်ပြတဲ့အခါမှာဟိုရန်သူနဲ့ပေးစားတဲ့လောက်ရက်တွေကဒါဟာချင်းချင်းများထဲမှာသွေးကွဲစီအဲ့လောက်ရက်တွေလည်းရှောင်ကျင်ဖို့လိုတယ်။တခုခုဆိုရင်ရန်သူနဲ့ပေးစားတဲ့အကျင့်ပေါ့နော်။ဒီကောင်တွေကဟိုဘယ်လိုဖြစ်တာလဲဘက်ပြောင်းနေတော့ပြည်သူလူထုလည်းအဲ့ဒီကိစ္စကိုရှောင်ကျင်ရလိမ့်မယ်။ဟိုတနက်ကင်ထားတဲ့လူတွေကဘက်ပြောင်းကျင်နေဆိုအစိုးရတွေကဘက်ပြောင်းလို့ရတယ်။ တိုက်ပွဲထဲမှာကြောက်เสียကောင်းတာရအများကြီးပဲရင်ဆိုင်ရတယ်။မသိယုံတမယ်ရင်ဆိုင်ရတယ်။ဒီကြားမှာကိုရဲဘော်ရဲဘက်တွေကိုလက်အင်္ကာတွေဆုံရှုံသွားကြာဆုံးသွားတဲ့အချိန်မှာစိတ်သက်တွေအရင်ကြာတာရှိတယ်။အဲ့ဒီအတွက်ဥဆောင်ထားတဲ့လူတွေတာဝန်ယူထားတဲ့လူတွေကိုမကြေနပ်လို့မဟုတ်ဘူး။လောက်ရက်တွေကိုအားမလို့အားမရဖြစ်လို့ကျွန်တော်တို့ပြောခြင်းမျိုးဖြစ်တယ်။အဲ့အတွက်ကျန်သူတွေပေးစားတာကိုရှော့ဖို့အတွက်နံပါတ်3ချက်ငါတို့ကတော့လုံနေတယ်ငါတို့ကတော့စူးစမ်းနေတာ မင်းတို့လုံနိုင်လာလုံလိုက်ပါလားလို့ပြောတဲ့စကားမျိုးတွေလည်းရှိကောင်းရှိတယ်အဲ့တော့ဟိုအစတည်းကမလုံနိုင်ဆိုအိတ်တာဝန်မရှိဘူးနဲ့လေပြောပြောချင်တာကျွန်တော်လည်းတာဝန်ယူထားတာပဲကိုတာဝန်နဲ့ကိုလှုပ်ထားတာပဲဖြစ်ဆိုတော့ဟိုအဲ့ဒီချက်သုံးချက်အရင်စပြောချင်တော့နော်ဒီကျွန်တော်တို့အဲ့လိုအပြောခံနေရတဲ့ဟာလေနောက်တစ်ခုကကြတော့အဲလှုပ်ကြည့်ပါလားဘာဖြစ်တာညာဖြစ်တာတွေနောက်ကျရင် MOD အောက်မရှိတာတွေဘယ်လိုဖြစ်တာတွေဘာတွေ အဲအဲ့လိုမျိုးဟာရကြရင်အဲတချို့ဖွဲ့စည်းတွေလို့အဖွဲ့စည်းတေးတေးလေးတွေပဲဖြစ်ကြီးကြီးလေးတွေပဲဖြစ်ဖြစ်အားလုံးကအသက်ချောင်းနေပဲလာတာဖြစ်တယ်အားလုံးကဆင့်မြေပြင်မှာတူတူအသက်ပေးဖို့အသင့်ရှိတယ်အဲ့တော့ဒီအဲ့ချက်၃ချက်ကို NUG အစိုးရပဲဖြစ်ဖြစ် MOD မှာတာဝန်ရှိတဲ့လူတွေပဲဖြစ်ဖြစ်ကြားရဲဆိုရင်ပြုပြင်ပြောင်းလဲရေးကိုစတင်ဖို့လို့ဆိုပတ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအဲတခါတလေကြာရင် NUG အစိုးရရှိတယ်ဆိုရင် MOD ရဲ့ ့ MOD ရဲ့ခန်းကဏ္ဍကဘာလဲလို့ကျွန်တော်တို့မေးလို့ရနိုင်တာရှိတယ်။ဟုတ်။လက်နက်ကနိုင်ငံတနိုင်ငံကိုပြုပြင်ပြောင်းလဲသွားနိုင်မယ်အဖြေတော့မဟုတ်ဘူး။ဒါက tools တစ်ခုပဲဖြစ်တယ်။စကားပြောဆိုမှုတွေဆွေးနွေးမှုတွေနဲ့အမျိုးအညူကြီးအစိုးရလှုပ်ဆောင်မှာဖြစ်တယ်။ဂျန်သူကိုညှိနှိုင်းမှုအတွက်ကျွန်တော်တို့ပြောချင်တာမဟုတ်ဘူး။ဂျန်သူကအမြင့်ပြုတ်တိုက်ရမှာဖြစ်တယ်။ဒါကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်။ဂျန်သူကိုညှိနှိုင်းမှုကိုရှောင်ကျဉ်ရမယ်။ကိုယ့်ရဲ့တက်တွင်းတည်ဆောက်မှုပိုင်းဆိုင်ရာတော့ရမယ်။ ဒီဟာကအခုကျွန်တော်တို့မဝေဖန်ခဲ့ဘူးမပြောခဲ့ဘူးစောင့်ကြည့်နေတဲ့ကာလမှာတက်တန်းတစ်ခုရဖြစ်သွားပြီမဲမဲရရလှုပ်ဆောင်နိုင်ခဲ့တာဘာရှိတယ်လို့မေးမယ်ဘာမှမရှိနေဒါစိတ်တက်ကြဖို့အတွက်ပြောတာမဟုတ်ဘူးကျွန်တော်တို့လည်းစိတ်မြေပြင်မှာစိတ်မြေပြင်မှာချိနေတဲ့လူတွေပဲဖြစ်တယ်ဖြစ်တဲ့အတွက်ဟိုတောင်းဝင်းမြူနိုင်ဘူးဆိုရင်မယူနိုင်လည်းပုံပွင့်လေးလေးပြောပြီးအားကြီးလိုက်တာပိုကောင်းလိမ့်မယ်ထင်တယ်ဒါကတော့ဘာကြောင့်မို့လဲဆိုတော့ကျွန်တော်တို့ဘာပေါ့ဗျာ ဟိုကျွန်တော်တို့မြင်းတကောင်စီးတယ်အဲ့မြင်းတကောင်တေသွားတယ်တေသွားတဲ့ခါမှာအဲ့မြင်းတေဟိုတေလို့တေမှန်းမသိပဲနဲ့ဒီမြင်းကိုအစာကျွေးဖို့အကောင်းမွန်တဲ့အစာကျွေးဖို့အဲ့မြင်းအတွက်ဟိုဟိုပါပေါ့ accessory တွေပြောလို့ရတဲ့မြင်းမြင်းကုံးကြီးတို့ဒီမြင်းခွာတို့အဲ့ဒါမျိုးတွေအဲ့မြင်းကိုတက်ဆင်ပေးဖို့ပြီးတဲ့ခါကျရင်အဲ့ဒီမြင်းကိုဘယ်လိုမျိုးကျမ်းမာရေးဆောက်ရှောက်မှုတွေပေးဖို့ သူတွေဟာမျိုးဒါကြောင့်လူဒုကအဲ့လိုမျိုးမဖြစ်သွားအောင်လို့ကျွန်တော်တို့မဖြစ်သွားအောင်လို့လိုအပ်တယ်ပြောချင်တဲ့စကားတော့ဟိုကျွန်တော်တို့နားလည်မယ်လို့တော့ထင်တယ်မြင်းကတေနေပြီဒါမဲ့အဲ့မြင်းကိုအဲ့ဒီမြင်းကိုဟိုကအသက်ရှင်အောင်အသက်ရှင်အောင်လှုပ်ဖို့နေနေတာဒါအဲ့ဒီမြင်းတို့ကဝေယဝစ္စတွေအဲ့မြင်းတို့အစာကောင်းတွေကျမ်းမာရေးစနစ်ဆောက်ရှောက်မှုတွေအကုန်လုံးပေးဖို့ဟိုစီစဉ်နေကြတယ်လို့ အဖြစ်ဆိုးနဲ့မမကြုံတွေ့စေချင်ဘူး။ဘာကြောင့်မို့လဲဆိုတော့မြင်းတေဝိုင်းအဲ့မြင်းတေကိုစွန့်ခွာဖို့တာလည်းအဖြစ်ဖြစ်တယ်။အဲလက်ရှိအခြေအနေမှာကဒီအာကတ်တတော်အေထိုးစီရဲ့ဗမော်တိုက်ပွဲရဲ့ဒီမှာတော့ကိုတို့တိုင်းသားအီအောက်နေတဲ့တော်လိုင်းပူပေါင်းထိုးစစ်တွေတွေ့ရတယ်နော်။တစ်ဖက်မှာတော့အဲကိုတို့ဒီမိုးပြင်းဆိုကိုတို့ပြန်ထိုးခံနေရတယ်ပေါ့နော်။အဲဒီဘက်ဒီပဲခူးတကြောဆိုလည်းလက်ရှိမှာပြန်ထိုးနေတယ်ပေါ့ဒရုန်းတွေဝေးပြီး ဆိုတော့စစ်ကောင်စီကဒီလှုပ်ရှားခံစစ်ကိုပြောင်းလာတာတွေ့တွေ့ရတယ်။ဒီမှာ drone တွေတုံးလာတာတွေ့ရတယ်။စက်တက်လေတီတွေတုံးလာတယ်။နောက်ပြီးတော့ဒီညီတို့ခုနပြောတဲ့အစိမ့်ငွေဘုံတွေဒီတုံးလာတယ်။ပြောချင်တာကရန်သူဟာနီးပြူဟာပြောင်းလဲလာပြီ။နော်။အဲ့တော့ကိုကကိုတို့ကဒီအချိန်မှာကို MOD ကို NUG အဲ့နော်အချင်းချင်းတွေပဲဒီလိုပြောနေရတဲ့ကိစ္စကိုညီးငွေလာပြီပေါ့နော်။ညီးငွေလာပြီ။အဲ့တော့မြေပြင်တပ်မှုတွေ အကိုရသလောက်အကိုအကိုတက်နိုင်တာနဲ့တွေ့ကြမယ်မြေပြင်တမိုးတွေကိုတွေ့တွေ့ပြီးတော့သဘောထားတွေရယူပြီးတော့ဟိုအကိုတို့စိတ်အကိုစိတ်ကူးပါဘောနော်ဟိုဖြစ်မယ်မဖြစ်မယ်ရမယ်မရဘူးမပြောလို့တမိုးတွေမိလာခံကြီးလှုပ်ရှင်တယ်အဲ့တမိုးများမိလာခံကနေပြီးတော့ရတဲ့စုံပြတ်ချက်တွေကိုပြည်သူလူထုကို တင်ပြခြင်းတယ်မှာပြည်သူလူထုကဒါတမိုးများမိလာခံဖြစ်တော့တဲ့သဘောတူတယ်ပေါင်းစုကြပါဆိုတော့အဲလူထုရဲ့ဒီဘောနော်မန်တိတ်လို့ပြောမလားလူထုရဲ့တာဝန်ပေးမှုတွေကို ဟိုရယူဆောင်ရွက်ခြင်းတဲ့အတွက်ဒီကိစ္စမျိုးကိုဆောင်ရွက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ NUG ကဒီဒီလက်ရှိလုပ်နေတဲ့ဥစ္စာတွေတစုံလုံးကိုလိုအပ်ရင်ယူလို့ရပါတယ်အဲတုံးလို့ရပါတယ်ပြဿနာမရှိဘူးပေါ့နော်မလုပ်ချင်ဘူးမယူချင်ဘူးဆိုလည်းနေလို့ရပါတယ်ပေါ့နော်ဒါပေမဲ့အကူတို့တော်လိုင်းရေးကိုအညွန့်ကြိုးမခံနိုင်တဲ့အတွက်အကူတို့ဆစုစည်းတင့်ပြီးတော့ယူစားအဲ့တော့စီရေးပါဝါနဲ့ပတ်သက်ပြီးခုနလေယာဉ်နဲ့ဖြစ်နေတယ်လို့အကူတို့ပြောတယ်ပေါ့နော် အဲ့တော့အဲ့ဒီနေရာမှာညီလေးညီလေးကရောစီရေးပါဝါလေးအနေဖြစ်မှုနဲ့ပတ်သက်ပြီးအစားတို့ဖြည့်စည်းဖို့ဒုံတို့တခုခုဟိုါဖြစ်ဖို့အတွက်တခုခုဘာတွေတွေးမိလဲဘာတွေမြင်လဲဖက်စစ်တပ်ကိုမြပြချင်မိုးကြီးနဲ့စစ်နိုင်တိုင်ရဲ့အတွေးခေါ်ကိုကင်နာတဲ့သူတွေအနေနဲ့စီရေးပါဝါလီဒါရှစ်ပေါ့နော်စီရေးစီရေးပါဝါခေါင်းဆောင်မှုအခမ်းကဏ္ဍနဲ့ပတ်သက်ပြီးနိုင်ငံလုံးဆိုင်ရာစီဦးစီးကောင်စီတော်လိုက်တက်တွေအားလုံးကိုဆွဲခေါ်သွားနိုင်တဲ့ စစ်ကောင်းဆောင်စီးဆိုင်ကောင်းဆောင်မျိုးလိုအပ်နေတယ်လို့ယူဆသလားမြင်သလားဘလူကိုကောင်းဆောင်တင်သင့်တယ်ဘသူတွေကိုရွေးချယ်သင့်တယ်ဒီသဘောထားလေးကိုပြောပြပေးပါဦးကျွန်တော်တို့ MOD ဆိုရပါတော့ဒါကျွန်တော်တို့က UNG MOD ပြောဖို့ပြောနေရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တော်လိုင်းဆိုရလို့တတ်မှတ်ထားတာဖြစ်တာအော်ပြောနေရတာဖြစ်တော့အဓိကကလက်နက်ကင်တော်လန်ရေးလမ်းစဉ်မှာကအခွဲကြီးတစ်ခုကိုမှီပြီးတော့လေဟုန်စီးနေလို့မရဘူး ဒါဒေဟုံစီးပြီးတော့ဟိုအလုံးလုံးနေတဲ့ဟာကအချိန်ကာလတစ်ခုထိပဲကောင်းလိမ့်မယ်။ကိုကိုကိုလည်းပြန်တန်းတတ်အောင်ကြိုးစားရလိမ့်မယ်။ဒါအပုပ်ပွင့်လေးလေးပြောပြတာ။ဒီဒါကဟိုလေဟုံစီးတဲ့ကာလကြာနေပြီပေါ့။ဒါလေလေဟုံစီးလာတယ်။လေဟုံစီးလာတယ်။လေဟုံစီးလာတယ်လို့ပဲကျွန်တော်တို့တော့မြင်နေ။ဟိုဒီကာလကြာနေတဲ့ခါမှာကျွန်တော်တို့လူကျင်နာကစစ်ရေးကိုကျွမ်းကျင်ပြီးတော့ ရဲဘော်ဘော်ကလာခဲ့တဲ့စေဦးစီးချုပ်မျိုးကိုကျွန်တော်တို့လိုချင်တယ်။ဒါပုံပွင့်နေနေပြောပြတယ်။တိုက်ပွဲထဲမှာစစ်မတိုက်ဘူးပဲနဲ့စေဦးစီးချုပ်ဖြစ်တာကိုကျွန်တော်လက်မခံနိုင်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့မိစ္ဆာကအရန်ကြီးတယ်။ဒါကြောင့်မို့စစ်ပွဲရဲ့ဖြတ်တန်းမှုစစ်ပွဲထဲမှာပြန်စစ်ပွဲထဲမှာတပ်ပုံစစ်ပွဲထဲမှာမဟုတ်ပါဘူး။ဟို uniform ဝတ်ပြီးတပ်ပုံရိုက်တာတော့အကုန်လုံးလုပ်လို့ရတယ်။တနက်ကင်တာကလည်းအကုန်လုံးလုပ်လို့ရတယ်။တနက်ဘာကြောင့်ကင်တာလဲဆိုတော့ရွယ်ချက်ကိုရှိဖို့လဲလိုအပ်တယ်။ တနက်ကိုညံတက်ဖို့လည်းလိုအပ်သေးတယ်။ဘာကြောင့်လောက်ရမလဲဆိုတာအဲ့ခြေနေကိုလည်းရှိသေးတယ်။တနက်ကတော့လူတိုင်းကင်တက်တယ်။ခဏလေးပဲပြလိုက်ဒီလိုကင်လိုက်ဆိုရင်ရတယ်။အဲ့လိုတနက်ပဲကင်ရုံဝဲကင်တက်တယ်။တနက်မပြစ်တက်တာ။တနက်ပြစ်တာနဲ့တာနဲ့လည်းကွာကွာပြန်သေးတယ်။ကွာတော့ဟိုတနက်ကင်ထားတဲ့လူတွေရဲ့တာဝန်ရဲ့ဝတ်တရားနားလည်ဖို့လိုအပ်တယ်။စေရေးပိုင်းဆိုင်ရာနဲ့ရဲဘော်တွေရဲ့စိတ်ခံစားမှုတွေရဲဘော်တွေရဲ့အမိန့်ပေးမှုတွေရဲဘော်အမိန့်ပေးမှုတွေအမိန့်အမိန့်ပေးမှုတွေကလည်းတတ်ဆိုင်ပြန်တယ်။ဒါကြောင့်မို့ join ကျင်တဲ့လူတွေလည်းပဲကျွန်တော်တို့အားလိုချင်တယ်။ဟိုဖြစ်ချင်တဲ့အရာကတော့ဘာလဲဆိုရင်တော့ အန်ယူဂျီမှာ MOD မလို့မလို့ချင်တော့ဘူးဒါပို့ပြနေနေပြပြတာမြန်မာနိုင်ငံတနိုင်ငံလုံးနဲ့တက်ဆိုင်နိုင်တဲ့ဒီဘ ਹੁ ကော်မတီစစ်ရေးစစ်ဘက်ဆိုင်ရာဘ ਹੁ ကော်မတီဆိုတော့အခုလက်ရှိတော်လန်ရေးလုပ်နေတဲ့နှစ်ပေါင်းရာရာနှင်းရာနှီးပါရှိနေပြီပေါ့နော်ဒီ80ကျော်80နီးပါးလောက်ရှိနေတဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေကစစ်ဥစည်းချုပ်တွေကိုတစ်ချက်လောက်စုပြီးတော့ဘ ਹੁ ကော်မတီပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ကျွန်တော်ကတော့အဲ့ချိန်မှာအဲ့နောက်လိုက်ဖို့အသင့်ရှိတယ်။ဘယ်နေရာလိုက်ရလိုက်ရနိုင်မယ်ကျွန်တော်တို့ ီခုတော်လန်ရန်သူကိုတော်လန်နေတဲ့လက်နက်ကင်တပ်ဖွဲ့ကြီးလက်နက်ကင် ERO တွေအကုန်လုံးရဲ့စစ်စုချုပ်တွေနဲ့စုစည်းဖို့လိုအပ်လိမ့်မယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ဒါက JOC ကိုအသက်သွင်းခြင်းမျိုးမျိုးဖြစ်တယ်ဖြစ်တဲ့အတွက်ရန်သူကိုအနည်းမျိုးစုံနဲ့ဝိုင်းတိုက်နိုင်မယ့်အနေအထားဖြစ်တယ်ဖြစ်တော့အဲ့ဒီအခြေအနေကအရေးကြီးကြီးတယ်အဲ့လိုမျိုးဖြစ်မယ်ဆိုရင်ကျွန်တော်ကပိုအဆင်ပြေတယ်ဟုတ်ကဲ့ညီလေးဟိုညီလေးဆိုတာတက်ခေါင်းဆောင်ပေါ့လေးစားရတဲ့တက်မှုပေါ့နော် နေပြည်တော်တကယ်ကိုမိစ္ဆာတက်နေရင်ဆိုင်နေတဲ့တမူးတယောက်နေတဲ့အခုလိုထက်တောင်ပို့ပြီးလုံနိုင်တဲ့တမူးတယောက်နေတဲ့လေးစားကုန်ယူမိပြီးတော့ဒီချန်ပြွချက်ကိုစီးဆိုင်ရာပါဝါခေါင်းဆောင်မှုပုံစံကိုတင်ပြတာအတွက်တကယ်အားရချင်တဲ့ပြီးတကယ်ဖြစ်တဲ့ပုံစံတစ်ခုဖြစ်တဲ့အတွက်ဒီလူတို့ကလည်းဒီအချန်ပြွချက်ဒီပြောဆိုချက်ကိုထောက်ပြဖြည့်ဆွတ်ဆွေးနွေးလို့ရပါတယ် နောက်ဆုံးအနေနဲ့ပေါ့နောက်ဆုံးဆိုတာပြပေါ့နော်ညီကုန်းကျုံအနေနဲ့ပေါ့လက်ရှိစကားဝိုင်းရဲ့ညီကုန်းကျုံအနေနဲ့ပြည်သူလူထုနဲ့လက်ရှိတော်လိုင်းရေးတစုံလုံးတော်လိုင်းရေးရဲဘော်တွေကိုပြည်သူလူထုကိုနိုင်ငံရေးသမားပါဆိုသူတွေကိုစစ်မြေပြင်ကရဲဘော်တက်မှုကိုထက်အနေနဲ့ဘာပန်ချားခြင်းတည်းဘာပြောခြင်းပါကျွန်တော်တို့ကတိုင်းပြည်တိဆောက်ရေးဆိုတဲ့နေရာဟိုတွားနေတဲ့နေရာမှာဖြစ်တယ်။တွားနေတဲ့နေရာဖြစ်တဲ့အခါမှာ ကျွန်တော်တို့မျှော်လင့်ထားတဲ့နေရာတွေအချိန်တွေအများကြီးပဲကျွန်တော်တို့ရှိတယ်။အဲကျွန်တော်တို့အသက်ပေးတဲ့အသက်အသက်ကိုอืมတန်ဖိုးရှိရှိအသက်ပေးခြင်းကျွန်တော်တို့လက်လွတ်စပယ်မတည်ခြင်းကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးဦးဆောင်မှု The Federal Democratic Federal Democracy တို့ပါတော့နည်းနည်းဝေးသေးတယ်နည်း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 ဝေးသေးတယ်ခဏမပြောသေးဘူး။ဘာစနစ်ဖြစ်ကမယ်ညာစနစ်ဖြစ်ကမယ်ဆိုတဲ့အာမျိုးခဏဝေးသေးတယ်။အခုလောက်ရမယ့်အရာကဘာဖြစ်နေတာလဲဆိုတော့ဟိုကျွန်တော်တို့က ကျွန်တော်တို့အချင်းချင်းကြားထဲမှာတင်းမြတ်ဖို့ဆိုတာထက်နိုင်ငံရေးဥဆောင်နိုင်မှုခန်းကဏ္ဍကအရေးကြီးတယ်အဲ့ဒါကိုအဲ့ platform တစ်ခုကိုရအောင်တည်ဆောက်နိုင်ဖို့ကိုကျွန်တော်တို့ကပြောချင်တယ်ပြီးတဲ့အသက်တရအလကားမဟုတ်ဘူးကျွန်တော်တို့အလုံးလုံးနိုင်တဲ့အားကလည်းတိုင်းခါတစ်ခုရှိပဲရှိတယ်ဖြစ်ချင်ဆုံးစင်နာကဒီကျွန်တော်အနေကျွန်တော်တို့တက်ပေါ့နော် URF ကိုမြို့ပြဒေါ်လာရေးတက်ဦးအနေနဲ့က နိုင်ငံရေးတွေကိုဝင်ဝင်ပါဖို့ထက်ဆိုင်ရင်ဒီနိုင်ငံရဲ့အခြေခံကြတဲ့စနစ်ဆိုးကိုဖျက်ဆီးဖို့ရဲ့ပြီးတဲ့အခါကျရင်အခြေခံဆောက်အောင်တခုဖြစ်တဲ့စစ်တပ်ကိုမရှိဖို့အတွက်ကိုကျွန်တော်ကြောက်ရံနေတာတောင်းဝင်ထမ်းဆောင်နေတာဖြစ်ဖြစ်တဲ့အတွက်ပြည်သူနဲ့သက်ဆိုင်တဲ့အရာမှန်သမျှကိုတောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိရှိနဲ့အလုပ်လုပ်ပါဒါအများပြောတဲ့တောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိရှိဆိုတာရှိတယ်တိုးတော့မြင်တွေ့တဲ့လောက်ကနိုင်ငံရေး platform တက်လည်းမဖြစ်လာသေးဘူးနိုင်ငံရေး ်ခါခဏနာဖြစ်လာတာလည်းမရှိသေးဘူးဘယ်ခန္ဓာကဘာတွေလုံနေတာလဲဘာတွေဆက်လုံမှာလဲကလီယာမဖြစ်နေသေးဘူးလူထုကိုယ်တိုင်ကကလီယာမဖြစ်နေသေးဘူးမတို့အစိုးရဖြစ်တဲ့ NUG ဆိုရယ် NUG ရဲ့ဟိုစာရွက်တွေတာအများကြီးထုတ်နေတာဟုတ်ပြီလူထုကိုမေးမယ် NUG အစိုးရဘယ်ကိုသွားကျင်တာလဲဆိုတော့ Federal Democracy ကိုစနစ်ကိုသွားကျင်တာလို့ပြောမယ်လက်ရှိမြေပြင်မှာဖြစ်နေတဲ့ရင်ဆိုင်တိုက်ပွဲတွေကကြောက်စရာကောင်းတယ်လူထုကလည်းခွေးပြွက်ပြိုးပြင်းနေရတယ် အိမ်နေမီးရှို့ခံရတာလောလောဆယ်မှာကျွန်တော်တို့ကတော့ save လုပ်ဖို့လိုအပ်တယ်နောက်ဆုံးလူတို့အရင်ဆုံးကျုပ်ခုနောက်ပိုင်းအနည်းဆက်ဆုံးပြောလို့ရနိုင်တဲ့မနှစ်က February လကနေစပြီးတော့စစ်မှုထမ်းဥပဒေထားထုတ်လိုက်တယ်လူငယ်တွေဘယ်ပြေးလို့ပြေးရမှာမသိကျွန်တော်တို့ပြောပြချင်တာကျွန်တော်တို့အနေနဲ့ကလူငယ်တွေဟာ PDF ထဲဝင်ဖို့ဆိုတဲ့ဟာမျိုးဟိုလမ်းညွန်နဲ့လမ်းညွန်မှုကအရင်မှာဟိုစိတ်ပါဝင်စားတဲ့လူပဲဝင်စိတ်မပါဝင်စားတဲ့လူတွေ shutter တခုတော့လုတ်ပေးရလို့ ဒါဂျာကာလာအစိုးရအနေနဲ့အဲကျွန်တော်တို့ရဲ့ဒီတော်လိုင်းရေးအစိုးရတခုအနေနဲ့ဒီလူငယ်တွေကို save လုပ်ရမယ့်အရာမျိုးပေါ့နော်အဲ့တော့အခါလုံးဖြစ်လာခဲ့လာဆိုမဖြစ်လာခဲ့အခုဖြစ်နေရပြီကျွန်တော်တို့အချင်းချင်းပြင့်နေရပြီပြင့်နေရပြီဆိုတော့ဒါမင်းအောင်လောက်လို့တာငါတို့နဲ့ဗာဆိုင်လို့လဲသူမိကုံထုတ်ကောင်းထုတ်လိမ့်မယ် no မဟုတ်ဘူးကျွန်တော်တို့ကအကောင်မကြိုက်လို့အကောင်တိုက်နေလူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကောင်လှုပ်လိုက်တဲ့ဘေးထွက်ဆိုးကျွမ်းမှန်တယ်များကိုကျွန်တော်တို့တော်လိုင်းရေးဆိုရ တာဝန်ရှိရှိနဲ့လိုက်လံပြီးတော့ဖြည့်ရှင်းပေးရမှာကျွန်တော်တို့ဆိုရကျွန်တော်တို့ပူယုံကြည်တဲ့ဆိုရဖြစ်ဆိုတော့အဲ့ဒီအမျိုးဟာမျိုးတွေပေါ့နော်ဟိုတချို့ဟာကြီးကြတော့ဟိုတချို့ Facebook status ပြေကိုလည်းထင်ရမြင်ရတွေတိုက်လိုက်တင်ကြဟိုအတိတ်စိမ့်လို့လို့နမိတ်လို့လို့ဘာလို့လို့တွေအန်ယူဂျီတာဝန်ရှိသူတွေကဒီတင်ကြတင်ကြတဲ့အတွက်နည်းနည်းတော့အိတ်ထဲမှာတော့မကောင်းဘူးပေါ့ဗျာဟိုကိုကိုတွေအနေနဲ့ကတော့ ီအခြေအနေနဲ့ပတ်သက်လာရင်အဲ့လိုမျိုးတွေတော့မဖြစ်စေချင်တော့ဟိုကိုရီဘက်ကတော့လူငယ်တွေအမြင်နဲ့တော့ဒီကောင်လေးစိတ်လောတယ်လို့ပဲထင်ကောင်းထင်ပါလိမ့်မယ်ဒီကျွန်တော်တို့ကလောတာတော့မဟုတ်ပါဘူးအာဒီနောက်ဆုံးအနေနဲ့ကတော့ပြည်သူလူထုကိုတင်ပြရခြင်းတဲ့အခြေအနေကကြတော့ဟိုရန်သူရဲ့အုပ်ချုပ်မှုနယ်မြေတွေမှာမနေဖို့နဲ့တက်နိုင်တလောက်ဒီဘက်လွတ်လွတ်လပ်တဲ့နေရာတွေစီမှာအခုဆိုနယ်မြေတော်တော်များများလွတ်လပ်တဲ့လွတ်လပ်တဲ့နေရာတွေရှိနေကြပါပြီရွှေ့ပြောင်းကြဖို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပြီးတဲ့အခါမှာလူငယ်တွေအနေနဲ့လည်း ဟိုလေးလို့ရအောင်တွားချဖို့ပေါ့နော်လက်နှက်ကင်မှမဟုတ်ပါဘူးတခြားတော်လန်ကြီးလုံးလို့ရမယ့်နေရာကြီးရှိပါတယ်အဲ့နေရာတွေကိုဆက်လက်ချီတက်သွားကြပါလက်နှက်ကင်မှမဟုတ်ပါဘူးစစ်ပွဲကရန်ကြမ်းတမ်းနေဒါမဲ့ကျွန်တော်တို့ကတော့ဆက်လုံနေမှာပဲဖြစ်တယ်အဲ့တော့ရန်သူရဲ့ရန်သူရဲ့ဟိုဖိအားကိုကျွန်တော်တို့ရုံးကန်နိုင်မှာတနက်ကင်ချင်းမကင်ချင်းနဲ့မဆိုင်ပါဘူးနေရာနဲ့မှာတော်လှန်နေတဲ့ရွေ့ကျွန်တော်တို့ရှိနေမှာပါနောက်ကြတော့ဂျင်းတဲ့အချက်သေးရောက်သွားလို့စစ်တိုက်ရပြီဆိုရင်လည်း စစ်မှုထမ်းနဲ့ပါသွားစစ်မှုထမ်းဥပဒေနဲ့ညီဆုံပြီးပါသွားတယ်ဆိုရင်လေကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ညီကိုရုံမြင်တဲ့ခါကျရင်ညီကိုလိုပဲဆက်ဆံပါအလန့်ဖြူထောင်ပါကျွန်တော်တို့နွေ့နွေ့ထွေးထွေးကြိုဆိုပါမယ်ကျွန်တော်တို့လူငယ်တွေချင်းချင်းမဖြစ်ချင်တော့ပါဒါကြောင့်မို့အခက်မင်းလောပါဝါလို့စစ်မြေပြင်မှာတွေ့ခဲ့တယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေကလူသားချင်းစာနာမှုတွေကျွန်တော်တို့မှာအပြည့်ရှိပါရှိတဲ့အတွက်အလူငယ်တွေကိုအဓိကထားပြောချင်တာလွတ်ရင်လွတ်တယ်လို့ကင်းပေါက်တွေနီးနီးလေးတွေယူနေကြပါတယ် ျွန်တော်တို့ပြန်သူနဲ့ဂျင်းဆိုင်ကင်းနေရနိနိလေးတွေယူနေကြတယ်ယူတဲ့အခါမှာနီးစပ်လို့ရတာနဲ့အလံညူထောင်ပြီးချက်ချင်းပြေးလာခဲ့ပါတနက်ကြီးပေါက်ကြီးဖြုတ်ထားပါတနက်ကိုထောင်ပြီးမြှောက်ပြီးတော့အလံညူထောင်ပြီးတော့ကျွန်တော်တို့ရှီရအောင်လာခဲ့ပါကျွန်တော်တို့ကဲတင်နိုင်တာဒါပဲရှိပါတော့တယ်ဒါကြောင့်မို့ပတ်စံရှိမှဟိုပတ်စံရှိမှဟိုပတ်စံပတ်စံရှိမှဒီစစ်မှုထံဥပဒေအရလွတ်မဲ့လူငယ်တွေအနေနဲ့လည်းဟိုချင်းချင်းကြားထဲမှာညတာတနာမှုတွေလည်းထားကြပါပတ်စံမရှိတဲ့လူတွေကအဆင်ပြေပြင်မှာ ထိခိုက်မှုတွေရှိနိုင်တယ်ရှိနိုင်တဲ့အတွက်အဆက်မရှိတဲ့လူတွေကတော့ကျွန်တော်တို့နဲ့တွေ့ရင်ကျွန်တော်ညီကိုရင်းလို့ဆက်ဆံပါမယ်ဒါကတော့ပြောပြတာပါအလံဖြူထောင်ခဲ့ပါတနက်ကြီးပေါက်ဖြုတ်ခဲ့ပါကျွန်တော်တို့ရှိတဲ့နေရာကိုလာဖြစ်ပါအလံဖြူနေတာလည်းကျွန်တော်မပြစ်ပါဒါတော့ပြစ်ချင်ကျေးဇူးတင်ရဲ့တကယ်အောက်ဆောင်ပီတာရဲ့အနာဂတ်ကောင်းဆောင်တက်မှုတွေကိုကျွန်တော်မြင်လိုက်ရတဲ့ခံစားမှုတစ်ချိန်လုံးကညီတွေပါအခုတော့ကျွန်တော်တို့ရဲ့တရေကောင်းကြီးဖြစ်နေတယ်နော်အဲ့တော့ ရေပေါ်ကိုထက် URF ကတမှုကိုထက်ဖို့ကျွန်တော်ကျေးဇူးတင်တယ်နောက်တစ်ခေါက်ထပ်တွေ့မယ်ဂယုဆိုင်ပါမိမိအသက်နဲ့တိုင်းပြည်အနာဂတ်အတွက်ရှင်းတန်ပေးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ညချောဟုတ်ပါတယ်ဒီတော့ဆက်တိုင်းနေ